စကိုင်းတိုင်းထပိုင်းကတခရိုင်ဗမောက်မျိုးကိုစိုးစုကရှန်နေအမျိုးသားများတက်မတော် SNL လက်ထက်ထားခဲ့လို့ဗမောက်ကို SNL ကဆက်လက်အုပ်ချုပ်နေရဲလို့ဒေသခံစီးရဲသတင်းမြစ်တူကပြောပါရယ်စိုးစုနဲ့ပူပေါင်းမဟာမိတ်ဖြစ်တဲ့ SNL တို့ဟာဗမောက်မျိုးပေါ်နဲ့ဗမောက်အနောက်ချမ်းကို ပူပေါင်းအထိုင်ကျစုမှုထိန်းချုပ်ထားရကနေလက်ရှိမှာ SNL သာ ရှိတော်ပြီးစိုးစုမရှိတော်ဘူးလို့ဆိုပါရယ်ဗမောက်မျိုးတောင်ချမ်းမြောက်ချမ်းနဲ့အရှိချမ်းကိုတော့ တော်လင်းအင်အားစုတွေကစိုးမိုးထိန်းချုပ်ထားတာပါစိုးစုကအင်အားနှဲပလာတဲ့အတွက်ဗမောက်ကို SNA လက်ထဲထားခဲ့ပြီးကတာမျိုးမှာခန့်စစ်ပြမှုစိုးစုအဖွဲ့တွေကိုပို့ဆောင်လိုက်တာဖြစ်နိုင်တယ်လို့စေတရင်မြစ်ကသုံးသပ်ပါတယ်ပင်လယ်ဦးမြို့သိမ်းတိုက်ပွဲအတွင်းမှာဗမောက်ကလာတဲ့စိုးစုအဖွဲ့တွေအသေးအပြောက်များခဲ့သလိုပြီးခဲ့တဲ့မလကစပြီးကတာမှာခန့်စစ်ပြနေတဲ့အတွက်ကတာကိုစိုးစုအများအပြားပို့ဆောင်လိုက်တာဖြစ်တယ်လို့ဆိုပါတယ် 2024ခုနှစ်အော်တိုဘာလ10ရက်မှာတော်လိုင်းအင်အားစုတွေကပင်လယ်ဝှမြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်မကြာမီမှာပဲမမောက်ကိုလည်းသိမ်းတော့မယ်ဆိုတဲ့အသံတွေထွက်လာခဲ့ရကြောင်းမြို့ခံအများစုကမြို့ကိုစွန့်ခွာထွက်ပြေးသွားကြလို့ပြည်သူအနေငယ်သာကြံရှိတော့တာပါ။